ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုပတ်စပ်ပေးတာတို့ကြွေးတာမွေးတာဒါလောက်ပဲပရဟိတထင်တာမဟုတ်ဘူးငါးပါးသီလဆောက်တည်တာလည်းပရဟိတပဲပရဟိတစစ်အဲ့ဒါကိုယ်ကိုယ်တိုင်လည်းဆောက်တည်တယ်သူများလည်းဆောက်တည်ဖို့ရတိုက်တွန်းတယ်အဲ့ဒါပရဟိတအဲ့ဒါကြောင့်မို့လို့ရရတခုမှနေထိုင်ကြပြီဆိုရင်တန်မိုးရှိတဲ့အလုပ်တွေကိုလုပ်နိုင်အောင်ကြိုးစားပဲတန်မိုးရှိတဲ့အလုပ်တွေ အဲ့ဒီတန်ဖိုးရှိတဲ့အလုပ်တွေဆိုတာအခုပြောရတဲ့တုတ္တဆိုတာကိုအခြေခံပြီးတော့စာခကိုဘွားကိုဆုံးတော့အနိနာခံဆုံးလို့ပြီးတဲ့အခါကျတော့အများကောင်းကျိုးဆောင်ရွက်တဲ့လုပ်ကိုင်းတယ်နော်များကောင်းကျိုးဆောင်ရွက်တဲ့လုပ်ကိုင်းအဲ့ဒီစာခနဲ့ပညာဆိုတာကြတော့အကောင်းနဲ့ဆိုအကြောင်းနဲ့အကျိုးလုံတင်တာနဲ့မလုံတင်တာခွဲခြားသိတဲ့အသိဉာဏ်ကိုဆုလို့တယ်ပေါ့ အဲ့ဒီအသိဉာဏ်ဟာဗုဒ္ဓမတမိုးရှိတယ်လို့ပြောတာဒီတဲ့အစင်မြင့်တဲ့အသိဉာဏ်ကြတော့ဘာလို့ဆိုရင်အေးအရာခသိန်းဟာဘယ်အရာမှမမြဲဘူးကိုယ့်ကိုယ်လည်းပြန်စင်းသားကြည့်တယ်ငါငယ်ငယ်တုန်းကရုပ်တည်မရှိတော့ဘူးခုချိန်မှာအလုံးဟာတွားခဲ့ပြီမရှိတော့ဘူးလူပြုံမှုတွေအလုံးဆုံးရှုံးသွားပြီနော်ကျမ်းမာနေလို့ရှိရင်ကျမ်းမာမှုတွေမကျမ်းမာတဲ့အခါမှာကျမ်းမာမှုတွေလည်းဆုံးရှုံးသွားပြီ နောက်ဆုံးကြတော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဆုံးရှုံးသွားမမြဲတဲ့သဘောကိုစဉ်းညစဉ်းစားနိုင်အောင်ငါ့တဏ္ဍမှာတကယ်ရှိတာယုံနဲ့နံနှမျိုးပဲရှိတယ်ရုပ်ဆိုတာအာယုံကိုမတိနိုင်တဲ့ body ဆိုရဲ့ရုပ်ခန္ဓာကိုယ်ကြီးရုပ်ခန္ဓာကိုယ်ကြီးနံဆိုတာကတိတဲ့အရာသမာအပြင်ခွဲမယ်ဆိုလို့ရှိရင်နော်ရိတ်တာ တရားဟောတဲ့ဆရာတော်တွေခွဲသလိုပဲစာကျင်နာကနံစာရာကယုတ်ဟုတ်ကလားစာကျင်တဲ့စိတ်ကလေးကနံပဲစာကျင်တဲ့စိတ်ကလေးကနံတယ်အဲ့ဒီနံကစာကျင်လို့ယောဂစာသူတို့နှစ်ခုပေါင်းဆက်ပြီးတော့ဖြစ်တာနော်ပေါင်းဆက်ဖြစ်တယ်တိတာကနံမတိတာကယုတ်ယုတ်နဲ့နံနှစ်ခုပေါင်းဆက်ပြီးတော့နေတယ် အဲ့ဒီပေါင်းဆက်ပြီးတော့လူတွေကလှုပ်ရှားနေအဲ့တော့ယုံနေတဲ့ငါကလွဲပြီးတခြားဟာမရှိဘူးလို့သိတာပညာလို့ခေါ်တယ်အဲ့ဒီတဆင့်တက်ပြီးဒီယုံနေတဲ့ဟာလဲဆိုင်းရဆိုင်းရအကြောင်းတရားတွေအကြောင်းသာဖြစ်လာတာဖြစ်တယ်လို့သိတာလည်းပဲအသိဉာဏ်တစ်ခုပဲအေးဒီယုံနေတဲ့နေရာဖြစ်လာပြီးရင်လည်းလုံးဝပျက်စီးသွားကြတယ်မမြဲဘူးလို့သိတာလည်းပဲအသိဉာဏ်တစ်ခုပဲတဆင့်တက်ပြီးတော့သိသွားတဲ့အခါမှာနော် ခြေနဲ့ဆရာမကောင်းတော့ဒုက္ခကိုယ်လိုတိုင်းဘာတစ်ခုမှမဖြစ်လို့အနတ္တဆိုတဲ့အတိတွေလည်းတိလာအဲ့ဒီလိုအတိဉာဏ်တွေတိလာတဲ့အခါကျတော့ဘာဖြစ်လဲကိုယ်ခန္ဓာကိုယ်ပေါ်မှာပစ္စည်းဥစ္စာပေါ်မှာတွတ္တမှုတွေတတ်မဲ့မှုတွေအာကိုမှုတွေယုံကြည်မှုတွေရောပါသွားတယ်လောကလူတွေဟာတွတ္တမှုကအမှန်တမ်းကြီးမားတယ်ပစ္စည်းလည်းတွေ့တယ်လူလည်းတွေ့တယ်နောက်ဆုံးကိုယ့်ကိုယ်ကိုတွေ့တယ်နော် ကိုကိုတွေ့တာတယ်တမက်အဲ့ဒါတွေကအခုလို့ပညာနဲ့မှရှင်းချလို့ရမယ်ဒါဖြင့်ကိုကိုကိုတွေ့တာတယ်တမက်တယ်ဆိုတော့ဘာဖြစ်လဲလို့ဆိုရင်တွေ့တာမှုတမက်မှုသည်တောကကိုမွေးဖွားနေခြင်းပဲဖြစ်တယ်တောကကိုမွေးဖွားပေးတယ်မတွေ့တဲ့နေရာတောကဆိုမရှိဘူးလွယ်လွယ်လေးစဉ်းစားကြည့်ကားပိုင်တဲ့လူတယောက် သူကားကတမိုးကြီးကြီးပေးထားတဲ့ကားလမ်းသွားလို့ကားအက်ဆီဒင့်ဖြစ်တဲ့ဆိုရင် သူ့စိတ်ထဲဘယ်လိုနေမလဲစဉ်းစားကြည့်။နော်သူပစ္စည်းသူမနှမျောပေဘူးလား။နှမျောတာကနှမျောရုံနဲ့ပြီးသလားစိတ်တွေမပူဘူးလား။ပူတယ်။စိတ်နေရလို့ရွှေတွေရလို့စိတ်စိတ်ရွှေပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ကစိတ်ပြောက်တာလို့ရွှေပြောက်တာလို့ဆိုရင်ဘယ်လိုနေမလဲစိတ်ပူတယ်မဟုတ်လား။ ဲ့ဒါတွေဟာတွဲထားမှုကြောင့်ဖြစ်တဲ့တောကတွေလို့ခေါ်တယ်။လူလဲထုတ်တူပဲ။တွဲတာရင်တောကဖြစ်တယ်။ကဲကောင်းပြီ။အဲ့ဒီကားကိုရောင်းပလိုက်။ရောင်းပလိုက်တဲ့အခါမှာပတ်စံယူလိုက်ပြီ။ကားကိုဟာမဟုတ်တော့ဘူးဆိုရင်အဲ့ဒီကားနဲ့ပတ်သက်ပြီးပူသေးလား။ကိုပိုင်ထားတဲ့စိန်ကလေးတစ်ခွက်သူများရောင်းလိုက်ပြီးအဲ့ဒီစိန်အတွက်ပူသေးလားပူတော့ပူတဲ့စိတ်ကပဲရောက်တာတော့ဆိုပတ်စံထုတ်ကြီးပေါ်ရောက်သွားပြန် ဟုတ်ကလားပတ်စံတော်ကြီးပေါ်ရောက်သွားကဲဘာတကူမှမရှိတော့ဘူးဆိုပူစရာရှိသေးလားသူကသူလည်းပဲဒီရလာတဲ့အရာဝတ္ထုသည်သုံးဖို့သာဖြစ်တယ်လှူဖို့သာဖြစ်တယ်တမ်းဖို့သာဖြစ်တယ်စားတော့ရမယ်လှူတမ်းရမယ်ဆိုရအတိတိထားလို့ရှိရင်ဒီပေါ်မှာပူအောင်မလားမပူတော့ဘူးအဲ့ဒါတွေ့တမှုရှိသမျှတောကဆိုလာနေမှာပဲတွေ့တမှုမရှိဘူးဆိုရင်တောကမရှိတော့ဘူး အဲ့ဒါလို့သိတာကိုပညာလို့ခေါ်တယ်အဲ့တော့ပေါင်းကြည့်လိုက်တဲ့အခါမှာတရားရှိရမယ်သူသီလရှိရမယ်သူတရှိရမယ်စာကရှိရမယ်ပညာရှိရအဲ့ဒါတွေကရယူရမယ်အနှစ်သာရတွေပဲလို့ရှားခဲ့တဲ့လူကရလာပြီးတော့ဒီ၅ခုတွေကတခုမှမရလိုက်ဘူးဒီလိုအနှစ်သာရရှိတဲ့အရာတွေတခုမှမရလိုက်ဘူးကုသိုလ်ကောင်းမှုလည်းတခုမှဟောဒီဘက်တွေမလုပ်လိုက်ဘူး ကိုစားဖို့ကိုအိပ်ဖို့ကိုသားသမီးတွေစားဖို့ကိုကိုတွက်ပဲချိပြီးတော့ကိုဟာနဲ့ပဲအချိန်ကုန်သွားမယ်ဆိုလို့ရှိရင်အနှစ်သာရရပါမလားမရနိုင်ဘူးအဲ့ဒါကြောင့်မလို့ရှာခဲတဲ့လူဘဝရလာတဲ့အခါမှာရယူရမယ်အနှစ်သာရကိုရအောင်ကြိုးစားဖို့လိုသေးတယ်နော်ကြိုးစားဖို့လိုတယ်အဲ့ဒီလိုမကြိုးစားဘဲနဲ့ဘဝတစ်ခုဆုံးသတ်သွားမယ်ဆိုလို့ရှိရင် ဒီလူရဲ့လူဖြစ်ရချိုးဟာနတ်ပါအောင်လားမနတ်ဘူးအဲ့ဒါကိုတော့တေးသေးချာချာစောစောမြဲမြဲမှတ်ထားဘူးမြတ်စွာဘုရားသခင်ကိုရမြတ်ကဟောတယ်တရားဆိုတဲ့ယုံကြည်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေလှုပ်ဖြစ်တယ်သီလကိုခြင်းတရားကောင်းသည့်အတွက်ကြောင့်ကုသိုလ်တွေဟာကိုယ်တဏ္ဍမှာတည်မြဲတယ်သုတအကြံမြင်ရှိသည့်အတွက်ကြောင့်လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားပြီးတော့နားလေတယ် စာကဆွံ့နှမှုရှိတာသည့်အတွက်ကြောင့်ကုကျိုးရှာတဲ့စိတ်တတ်တွေမရှိဘူးအများအတွက်လှုပ်ရှစ်တယ်အများပရဟိတကုသိုလ်ကောင်းမှုတွေလှုပ်တယ်ကိုရရရဲ့ကောင်းစားရေးလှုပ်တယ်ကိုလူမျိုးတွေရဲ့ကောင်းစားရေးလှုပ်တယ်ကိုနိုင်ငံအတွက်ကောင်းစားရေးလှုပ်တယ်ကုကျိုးတတ်တတ်မကြည့်ပဲနဲ့အများကျိုးလှုပ်တယ်ဟောစာကရှိတယ်ပညာရှိသည့်အတွက်ကြောင့်အမှန်တရားကိုသိတယ်လောကမှာတောကဖြစ်တာဘာကြောင့်ဖြစ်တယ် မန္တရားသိသွားတယ်အဲ့ဒါလို့အဖြေတွေလုတ်တင်တာနဲ့မလုတ်တင်တာခွဲခြားသိသွားတယ်အဲ့ဒါလို့တတ္ထသီလသုတ္တဆာကပညာဆိုတာဟာရယူရမယ်နိတာရာလို့ဒီလိုမှတ်ရအောင်เนาะရခဲ့တဲ့လူဘဝလူဖြစ်လာပြီးတဲ့နောက်မှာရယူရမယ်နိတာအခုပြောတဲ့ဒီကနေ့စင်ကျင်းမတဲ့တရားပွဲအကြောင်းပြုတာလောကမှာအခုတရားတွေကိုဟောပြောတတ်တဲ့ မြတ်စွာဘုရားရဲ့ခြေဆူးတွေကိုပေးဆက်တဲ့အနေနဲ့မြတ်စွာဘုရားရဲ့ရွှေထီတော်ထွတ်တယ်မယ်စိန်မှုတော်တွေလှုပ်မယ်လှူကြတယ်တန်းကြတယ်ဘုရားကိုပူဇော်ကြတယ်ဆိုတာဒါအမတ္တမကောင်းမြတ်တဲ့ကုသိုလ်တစ်ခုပဲเนาะစာခါထဲမှာပါတယ်เนาะတာရသီလသုဒ္ဓစာခပညာလို့ဆိုရတယ်အဲ့ဒီအရေးချင်းတွေကိုယ်တဏ္ဍမှာပြည့်စုံအကျိုးစားအထောက်အပံ့အဲ့ဒါလို့ကျိုးစားအထောက်နိုင်မှသာလဲ ရခဲ့တဲ့လူဘွားရပြီးတော့ရယူရမယ့်အနှစ်သာရတွေကိုရလိုက်သည့်အတွက်ကြောင့်ကို့ဘွားရဲ့တက်လန်းဘယ်ထိအောင်ရောက်သွားနိုင်ဒူဘွားပြီးရင်နတ်ဘွားနတ်ဘွားနေပြမဘွားသုံးမုံလူဘွားနတ်ဘွားနတ်ဘွားနေလူဘွားလူဘွားကနေနတ်ဘွားဟိုးအောက်ကိုဘယ်တော့မှမဆင်းတော့ဘသူတွေကထိမ့်ပေထားတော့ဆိုအခုပြောတဲ့တတ္တာသီလတုဒ္ဒါစာကပညာဆိုဒီတရား၅မျိုးကအောက်ကိုမရောက်အောင်ထိမ့်ပေထား ဒီတရား၅မျိုးရှိနေသမျှကာလပတ်လုံးဘယ်တော့မှအောက်ကျမသွားတော့ကိုယ့်ဘဝကိုထိန်းထားပြီးသားဖြစ်ပါ